ဒေါသဆိုတာသူကသူဖြစ်လာတာလားစိတ်ဆိုးတယ်ဆိုတာသူကသူဆိုးလာတာလားမဟုတ်ဘူးစိတ်ဆိုးခြင်းအကြောင်း၁၀မျိုးဆိုတာရှိတယ်ဒါကောကုငါဘယ်လို့ဖားချောင်စိတ်ဆိုးတာတော့ဆိုတာကောကုသိဖို့အတွက်စာပေထဲမှာဒေါသဖြစ်ခြင်းအကြောင်း၁၀မျိုးရှိတယ်တဲ့ဆယ်မျိုးက၉မျိုးကတစ်ခုပေါ့နောက်တစ်မျိုးကတော့တိတ္တ အဲ့ဒါလွယ်လွယ်မှတ်ဖို့ရတော့ဒေါသဖြစ်တာဟာကိုယ့်ရဲ့အကျိုးစီးပွားကိုပြက်လို့ပြက်စီပြောတာဒါတစ်ခုကိုယ်မိတ်ဆွေရဲ့အကျိုးစီးပွားကိုပြက်လို့ပြက်စီပြောတာတစ်ခုကိုယ့်ရန်သူရဲ့အကျိုးစီးပွားကိုအပိအမြောက်ပြုတာတစ်ခု ပုဂ္ဂိုလ်၃ယောက်ရှိတယ် ကိုယ်ရဲ့ကိုမိတ်ဆွေရဲ့ကိုယ်ရန်သူရဲ့နော်အဲ့တော့လူတယောက်ကလူတယောက်ပေါ်မှာ စိတ်ဆိုးဒေါသထွက်တဲ့ဆိုပါတော့ဆိုရင်ဒီလူဟာငါဒုက္ခရောက်အောင်ဆိုပါတော့လွဲရကူပြောရင်ဒီကောင်ကငါ့ကိုဒုက္ခရောက်အောင်အရင်တော့လည်းလုပ်ခဲ့တယ်အခုလည်းလုံးနေပြန်ပြီ နောင်လဲလို့ဥမာပဲဒါသုံးချက်နော်နောက်တစ်ခုကဒီကောင်ဟာငါမိတ်ဆွေဒုက္ခရောက်အောင်အရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောင်လဲလို့ဥမာပဲသုံးချက်၆ချက်ဖြစ်သွားတယ်နော်ဒီကောင်ဟာငါနဲ့ပတဲတဲ့လူကိုအားပေးအားမြောက်တုံနေတယ်အရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောင်လည်းလုပ်အောင်ပါပဲသုံးချက် ဒါကိုအာဂရဝတ္ထုကိုပါလို့ခေါ်တယ်စိတ်ဆိုးစေတတ်တဲ့အကြောင်းဒါတွေကိုတွေးပြီးစိတ်ဆိုးတာလူပါနော်အာဂရဝတ္ထုကိုပါအဲ့ဒီမဲ့နောက်တစ်ခုကပါတော့ဆိုရင်ကိုကမိုးမရွာစေခြင်းမူမိုးရွာရင် မိုးစိတ်ဆိုးတယ်ကိုကလေးမတိုက်စေခြင်းမူလေးတိုက်ရင်လေးကိုစိတ်ဆိုးတယ်ဒါလည်းရှိတယ် နေမပူစေခြင်းဘူးနေရပူရင်လည်းနေဖို့စိတ်ဆိုးတယ်ကလောတုတ်တဲ့လူတော်ရှိသေးနော်အဲ့ကိုမဖြစ်ချင်တာလားလို့လို့ရှင်တက်မဲ့အရာတွေကိုလည်းစိတ်ဆိုးတယ်ခလုတ်တိုက်ရင်လည်းတိုက်ရမလားစိတ်ဆိုးတယ်လူတွေကအဲ့လိုစိတ်တူတတ်တဲ့လူမျိုးတွေရှိတယ်အဲ့ဒါကိုအထာဏကောပါလို့ခေါ်တယ်အရာမဟုတ်တဲ့နေရာမှာသွားစိတ်ဆိုးတာ သက်မဲ့ကိုစိတ်ဆိုးတာအရာမဟုတ်တဲ့နေရာစိတ်ဆိုးတာအဲ့လိုမျိုးကလည်းဒါအဂတဝတ္ထုအဒနာကောပါထဲလိုက်အဂတဝတ္ထု10ပါအဲ့ဒါကိုပြောတာဒေါသထွက်ခြင်းရဲ့အကြောင်း10မျိုးရှိတယ်ဓာရိတ်တွေးပြီးတော့လူတွေကဒေါသဖြစ်တာအဲ့လိုမျိုးတွေးပြီးတော့ဒေါသမဖြစ်အောင်နေရမယ်အကောဒနောဒေါသထွက်တာမရှိအောင်လောဘပပံ သွားရုပ်မှတဲ့လောဘစိတ်တွေအကုသိုလ်စိတ်တွေမဖြစ်เสียဘူးဒါတခုဝေဝိဆကိုယ်သာကြည်ပွားခြင်းနဲ့သူများကို မကြည်ပွားစေခြင်းနဲ့ကိုယ်သာခွင့်ရေးရပြီသူများကိုမရစေခြင်းနဲ့ကိုချိုးရှာတဲ့ selfishness ကိုချိုးကိုသာချစ်တတ်တယ်မစ္စရိယတရားကိုလည်းဖယ်ရှားရမယ်တို့တို့ဆိုဝိတရေမုနီ အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့မနပဲပြောရမယ်မနဲ့တရားအကူရမယ်ဒါတခုမယိုင်းပြရဘူးဒါတခုမလှီစားရဘူးမာယာမမြရဘူးဒါတခုသွေးခွဲစကားမပြောရဘူးဒါတခု စိတ်မတူစိတ်မဆိုးရဘူးဒါတခု လောဘမကြည့်ရဘူးဒါတခုဝေဝိဆာဖိတရေ မစ္စရိယလို့ခေါ်တဲ့ဝန်တိုတဲ့စိတ်မထားရဘူးအဲ့တော့၆ထိတရားတွေကိုဖယ်ရှားဖို့ပြောတာเนาะ